တာယာလှပ်ပါတဲ့နနက်ခင်းတစ်ခုမှာမထင်မှတ်တဲ့ကဘာဆူဂျူတစ်ခုဖြစ်ပွားခဲ့တယ်။ချန်နိုဗီဖြစ်ရပ်ကို လူသိများတဲ့နျူကလ িয়ার ပောက်ကွဲမှုတစ်ခုဆိုရမယ်။1986ခုနှစ်အပိလာ26ရက်နေ့မှာယူကရိန်းနိုင်ငံတဲကချန်နိုဗီနျူကလ িয়ার ဆက်ရုံမှာအလွန်ပြင်းထန်တဲ့ပောက်ကွဲမှုဖြစ်ပွားခဲ့တာတူ ဒီအဖြစ်ပြက်ကစံတမှုတစ်ခုကြောင့်ဖြစ်လာတာပါဆက်ယုံကတအားပိစနစ်ကိုစံတက်နေစဉ်မှာလုံခြုံရေးစနစ်မကောင်းတာတွေစက်ပိုင်းဆိုင်ရာအမှားယွင်းမှုတွေကြောင့်ဖြစ်တယ်ဒီလိုဖြစ်သွားတာကြောင့်ပြည်သူများကိုချက်ချင်းထွက်ခွာစေခဲ့ရတယ်တချို့ကငြိမ်သက်ဖို့ကြိုးစားပေမဲ့ထိနိုင်တဲ့အထိမဖြစ်ခဲ့ဘူးအဲ့ဒီကာလကများစွာသောလူတွေကအရေးပေါ်အလုပ်များမှာပါဝင်ခဲ့ရပြီးနောက်ပိုင်းမှာလည်းတကြောမှုဆိုင်ရာဖြန့်နှံ့မှုတွေကြုံတွေ့လာကြရတယ် ဒီအဖြစ်အပျက်ကတင်ကန်းစာတစ်ခုပဲနျူကလ িয়ার ဆက်ရုံတွေစက်မှုလုပ်ငန်းတွေကိုထိန်းချုပ်မှုပြင်းပြင်းထန်ထန်မလုပ်မချင်းပြည်စုံတဲ့လုံခြုံရေးမရှိဘူးဆိုရင်ဒီလိုအလွန်ကြီးမားတဲ့မဖြစ်စရာအနေအရတွေဖြစ်လာနိုင်တယ်ဆိုတာဒီပောက်ကွဲမှုကြောင့်တရားဝင်အရ3ဆယ်တယောက်တည်သွားတယ်အများစုကဆက်ရုံလုပ်သားတွေမိသက်သမားတွေကယ်ဆယ်ရေးအဖွဲ့ဝင်တွေဖြစ်ပြီး radiation အလွန်ပြင်းထန်စွာထိခိုက်ခံခဲ့ရတဲ့အချို့ကပောက်ကွဲမှုကြောင့်ချက်ချင်းတည်ဆုံးသွားတဲ့တာဝန်ရှိသူတို့ကလူ၄000မီ900လောက် radiation ကြောင့်နောက်ပိုင်းမှာတည်နိုင်တယ်လို့ခန့်မှန်းထားတယ် ယခုအခါမှာတချိန်ကခင်မိပြီးနေချင်းစရာယူကရိန်းခဲနိုဘယ်မျိုးလေးဟာအခုတော့ခြောက်ချားစရာကောင်းလာတဲ့တစ်စီမျိုးဖြစ်ပြောင်းလဲသွားပါတယ်နှစ်ပေါင်း39နှစ်ကြာသည့်အထိဓာတ်ဥအစိမ့်ငွေတွေပြည့်နေစေဖြစ်ပါကြောင်းမြန်မာနိုင်ငံအတွက်နျူကလ িয়ার ဆက်ယုံအတွက်ကြိုတင်ပြင်ဆင်နိုင်ရန်တင်ပြပေးလိုက်ရပါတယ်